TikTok application တော့ phone တိုင်းမှာရှိပါတယ်ဒီ TikTok application ကြောင့်မှသင်ရ phone အချာရှိမခံတာဖြစ်ပါတယ်ဒီ TikTok မှာရှိတဲ့ setting လေးခုကိုလုပ်ပြီး phone အချာရှိခံအောင်เนาะ phone ကပို့ပြီးခံအောင်လုပ်လို့ရပါတယ်အဲ့နီလန့်ကိုပြောပြမယ်ကဲအချိန်မဆွဲဘဲနဲ့ဒီ video ကိုစာလာရအောင်ဒီနီလန့်ကိုလုပ်ဖို့အတွက်အရင်ဆုံးကျွန်တော် TikTok application ထဲကိုဝင်လိုက်မယ်เนาะ TikTok application ထဲကိုဝင်ပြီးเนาะဒီမှာ profile ရှိရအောင် profile ရှိတယ်အဲ့ profile ကိုနေမယ် profile ကိုနှိပ်ပြီးကျွန်တော်တို့ line 3ခုရှိရဒီကောင်ကိုနှိပ်လိုက်မယ်။ okay ဒီကောင်ကိုနှိပ်ပြီးကျွန်တော်တို့ set and permission ကိုနှိပ်လိုက်မယ်။ TikTok ကနေလာတဲ့ notification လမ်းနော်ဖုန်းကအများကြီးစားပါတယ်။အဲအကြောင်း TikTok ကနေ notification မရောက်လာအောင်နော်ကျွန်တော် notification ကိုပိတ်ကိုပိတ်ရမှာဖြစ်ပါတယ်နော်။ notification ကိုပိတ်ဖို့အတွက်နော် notification ကိုနှိပ်လိုက်မယ်။ဒီကောင်ကိုနှိပ်ပြီးရင် in app notification ဆိုတဲ့အကောင်နှိပ်လိုက်မယ်။ โอเคဒါပြီးရင်ဒီကောင်တွေအားလုံးကိုဒီလိုပုံစံနဲ့ပိတ်လိုက်မယ်เนาะဒီမှာရှိတဲ့ဟာတွေအားလုံးကိုဒီလိုပုံစံနဲ့ပိတ်လိုက်မယ်ဒီတော့ login တော့เนาะဖုန်းကရ notification တွေမလာတော့ဘူးเนาะ TikTok ကနေ notification တွေမလာတော့ဘူး TikTok ကနေ notification တွေအများကြီးမလာရင်ဖုန်းအားပြာရှိခံတယ်เนาะဖုန်းအားပို့ခံတယ်အဲအကြောင်း setting ကိုလုပ်ခိုင်းတာဖြစ်ပါတယ်အခုကျွန်တော်တို့ number 1 setting ပြီးသွားပါပြီ အခုကျွန်တော်နံပါတ်2စက်တင်ကိုပြောပြမယ် TikTok က light mode နော်အဖြူအောင်ဖြစ်ရင်လည်းဖုန်းအားချရှင်မကံဘူးဖုန်းအားအများကြီးကုန်ပါတယ်အဲအကြောင်း TikTok ကို light mode ကနေ dark mode ပြောင်းရမှာဖြစ်ပါတယ်အခုစဉ်ကျွန်တော် TikTok ကို light mode ကနေ dark mode ပြောင်းနေကိုသင်ပေးမှာဖြစ်ပါရနော်ဒီလိုပြောင်းဖို့ကတော့ TikTok application တက်ကိုဝင်မယ်ဒီမှာ profile ကိုနှိပ်မယ်ဒီမှာ line 3ကိုနှိပ်မယ် line 3ကိုနှိပ်ပြီးဒီအောက်မှာ setting and privacy ရဒီကောင်ကိုနှိပ်လိုက်မယ် โอเคဒီကောင်ကိုနေပြီးရင်ကျွန်တော်အောက်ကိုဆွဲသွားမယ်နော်ဒီမှာ display လို့ရေးထားတာရှိရဒီကောင်ကိုနေမယ်ဒီမှာ light mode ဖြစ်နေတယ်နော်အဖြူအောင်ဖြစ်နေတယ်ဒီကောင်ကို dark mode ပြောင်းလာတယ်အမန်းအောင်ပြောင်းလာမယ်နော် TikTok ကို dark mode ပြောင်းရင်တော့ phone အားချာရှိခံပါတယ်အဲအကြောင်းကျွန်တော်ဒီ setting ကိုလောက်ခိုင်းတာဖြစ်ပါတယ်โอเคကျွန်တော်တို့ number 2 setting ဖြစ်သွားပြီးအခု number 3 setting ကိုလည်းလုပ်မယ်နော် number 3 setting ကိုလုပ်ဖို့အတွက်နော်ကျွန်တော် TikTok ကိုအကြာကြီးဒီလိုပုံစံနဲ့နှိပ်လိုက်မယ်ပြီးရင် icon နှိပ်မယ် အိုင်ကိုနေပြီးရင်ကျွန်တော်ဒီမှာ pop app activity if အနည်းဆိုတဲ့ခလုတ်ကိုဖွင့်လိုက်မယ်နော်ဒီကောင်ကိုဖွင့်ချင်းအားဖြင့်နော် TikTok ကနော် background မှာအလုံးမလုံးတော့ဘူးနော် TikTok က background မှာအလုံးမလုံးရင်နော် TikTok ကဖုန်းမျက်နှာပြင်မှာအလုံးမလုံးရင်ဖုန်းအားချရှိခံပါလေအဲကြောင့်ဒီ setting ကိုလောက်ခိုင်းတာဖြစ်ပါတယ်အခုကျွန်တော်တို့နံပါတ်3 setting ပြီးသွားပြီနံပါတ်4 setting ကိုလည်းပြောပြမယ်နံပါတ်4 setting ကိုလုပ်ဖို့အတွက် TikTok ကိုဒီလိုနှိပ်မယ်အိုင်ဆိုတဲ့အကောင်နှိပ်မယ်ဒီကောင်ကိုနှိပ်ပြီးရင်ကျွန်တော်တို့ battery နော်ဒီကောင်ကိုနှိပ်လိုက်မယ် ဒီဘက်တရီကိုနှိပ်ပြီးဒီမှာဒီအောက်မှာကျွင်စင် no restriction နော် no restriction ဖြစ်ရင်ဖုန်းကအများကြီးကုန်ပါတယ်နော်ဒီ TikTok က background မှာနော်ဖုန်းမျက်နှာပြီမှာအလုပ်လုပ်မယ်အဲ့လိုအဲ့အကြောင်းဒီကောင်ကဖုန်းကအများကြီးစားပါတယ်နော် TikTok ကနော်အဲ့အကြောင်းဒီမှာအခုချင်းပြောဆိုရင်ဒီမှာကျွန်တော် no restriction လို့ရတယ် TikTok က92ရဟိုင်းလုံးလောက်တောင်နော်ဖုန်းကစားတယ်နော်ဒီကဒီ no restriction ကိုပြောင်းကိုပြောင်းရမှာဖြစ်ပါတယ်နော်ဒီ no restriction ကိုကျွန်တော်တို့ဒီမှာ district background app နေရာကိုပြောင်းလိုက်မယ် ဘင်းโอเคကိုနေမယ်ဒီကောင်လုတ်ချင်းအပြင်တော့ TikTok က follower အများကြီးမစားတော့ဘူးအဲအကြောင်းကျွန်တော်ကဒီ setting ကိုလုတ်ခိုင်းတာဖြစ်ပါတယ် okay ဒီ setting လေးခုကိုနော် TikTok သုံးတဲ့ဒူတိုင်းလုတ်လိုက်ပါနော်ဒီကောင်ကိုလုတ်ချင်းအပြင် phone အားချရှိခံပါတယ်